အော်မလင်းနဲ့ပတ်သက်ပြီးတော့အခုနောက်ဆုံးထိုင်ဝမ်နဲ့ထိုင်ဝမ်အကူအညီနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေလူတွေမှာကြားထဲမှာသလိုသလိုဖြစ်နေတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိရတာပြောပြပါမယ်ထပ်သိရတာပြောပြပါမယ်အာထိုင်ဝမ်ကအကူအညီချင်လို့အကူအညီမယ်ဆိုတဲ့ကိစ္စကိုမဆွေးရကန့်ကွက်ထားတာတော့မရှိဘူး။အလားတူပဲမြန်မာနိုင်ငံကမှကန့်ကွက်ထားတာတော့မရှိဘူးလို့သိရတယ်။ဒါပေမဲ့မြန်မာနိုင်ငံကမကြိုက်ဘူးလို့ဘာလို့ပြောတာလဲမရှိဘူးလို့သိရတယ်။ဒါပေမဲ့ထိုင်ဝမ်ရဲ့အကူအညီချင်တဲ့ပုံစံက तू ကထိုင်ဝမ်ကနိုင်ငံအနေနဲ့လာအကူအညီချင်တယ်လို့ပြောတယ် ပြဿနာကထိုင်ဝမ်ကကုလသမဂ္ဂရဲ့အဲတမတ်ချက်ထဲမှာထိုင်ဝမ်နိုင်ငံအနေနဲ့ရှိနေတာမဟုတ်ပြန်ဘူးမဟုတ်ပြန်တော့ကျွန်တော်တို့ဘက်ကမြန်မာအနေထားကြတော့ကုလသမဂ္ဂရဲ့စီမီစီကတိုင်းပြောမယ်ဆိုရင်ထိုင်ဝမ်ရဲ့အကူအညီကိုနိုင်ငံအနေနဲ့ကူညီတော့ကြတော့အာကျွန်တော်တို့ကလက်ခံခံယူခက်ခဲတဲ့သဘောမျိုးတွားတွေ့ရတယ်ထိုင်ဝမ်ကလည်းသူကလည်းနိုင်ငံဖြစ်နေပဲကူညီခြင်းတယ်သူသဘောမျိုးတွားတွေ့ရတယ်ဆိုတော့ဒီကြားမှာတစ်ဖက်နှစ်ဖက်နားလည်မှုယူပြီးတိောက်ပြီးညှိနေကြတယ်လို့ကျွန်တော်ချမ်းမြေ့သိရတယ်အဲ့တော့ထိုင်ဝမ်က ဒီအကူကြီးကနံပါတ်1လားသူ့ကိုနိုင်ငံဖြစ်အသိမပြုဘူးကနံပါတ်နံပါတ်1လားဆိုတော့မေကုန်းကိုထိုင်ဝမ်ကပဲပြန်ဖြေရမှာအဲ့လိုဖြစ်လာတယ်ကျွန်တော်တို့ကထိုင်ဝမ်ဖြစ်ထိုင်ဝမ်ကလာကူညီတာကိုလက်ခံလို့ရရင်ပဲကျွန်တော်တို့ကနိုင်ငံဆိုတာမျိုးသတ်မှတ်ပြီးလိုက်ကျွန်တော်တို့သတ်မှတ်လို့မရဘူးဒါကုလသမဂ္ဂကသတ်မှတ်ပြီးမှရမှာဖြစ်နေတယ်ဒီလိုတော့ကျွန်တော်နားလည်ထားတယ်ဟုတ်ပါပေါ့နော်အဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ထိုင်ဝမ်ကအခုဒါအဲနိုင်ငံအနေနဲ့လာမယ့်အစားသူဒီအရက်ဖက်အဖွဲ့အစည်းတစ်ခုသို့မဟုတ်ထိုင်ဝမ်ကူညီကြတဲ့အဖွဲ့တစ်ဖွဲ့အနေနဲ့ဘာကူညီလဲဆိုတဲ့ပုံစံမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့နော်နိုင်ငံအနေနဲ့ထိုင်ဝမ် နိုင်ငံပုံစံမျိုးလာရင်တော့အဲ့ဒါကုလသမဂ္ဂနဲ့ပါထပ်ပြီးတော့ပြဿနာရှိနေတယ်အဲ့တော့ကုလသမဂ္ဂကိုပဲဒီကိစ္စကုလသမဂ္ဂကိုပဲမေးခွန်းထောက်အောင်ပြုတာဖြစ်သွားတယ်ဆိုတော့ထိုင်ဝမ်ကူညီမဲ့ကိစ္စကိုမြန်မာလက်မခံတာမဟုတ်ဘူးကုလသမဂ္ဂအနေနဲ့ထိုင်ဝမ်ကိုနိုင်ငံဖြစ်နေတိမပြူရလားပြူရဆိုရင်မြန်မာကလည်းလက်ခံပေးလို့ရတယ်အဲ့တော့အဲ့ဒီဘောမျိုးကျွန်တော်နားလည်ထားပါတယ်ဒါလေးကိုကျွန်တော်ရှင်းအောင်ပြပြတာပါအဲ့တော့လူရင်းပြန်ပြောရရင်ထိုင်ဝမ်ကူညီချင်တာကသူကနိုင်ငံအနေနဲ့လာကူညီချင်တယ်ပြဿနာကသူကကုလသမဂ္ဂမှာနိုင်ငံဖြစ်နေတဲ့ ဆင်းသွင်းခံထားရတာမဟုတ်ဘူးအဲ့တော့ကုလသမဂ္ဂမှာကျွန်တော်ဆင်းဝင်ပြီးသားဖြစ်တဲ့မြန်မာနိုင်ငံကြတော့နိုင်ငံအနေနဲ့သူ့ထိုင်ဝမ်ကိုလက်ခံပေးလိုက်ရင်ကျွန်တော်တို့ကထိုင်ဝမ်ကိုနိုင်ငံလို့ကုလသမဂ္ဂချက်ကြော်ပြီးတော့သတ်မှတ်ပေးလိုက်သလိုအတိပဲတက်ရောက်နေတယ်တက်ရောက်နေတဲ့ခါကျတော့ကျွန်တော်တို့အဲ့လိုလုပ်လို့မရပြန်ဘူးကုလသမဂ္ဂရဲ့စီမံကိုကျွန်တော်တို့ချုပ်ပါအောင်ကြာသွားမယ်ဒီလိုရှိရအဲ့ဒါကြောင့်ကျွန်တော်မြန်မာဆိုးရကကြတော့ဒီကိစ္စနဲ့ပတ်သက်လို့ထိုင်ဝမ်နဲ့နှစ်ဖက်ဒီနားလည်မှုရှိရှိတိစောက်ပြီးတော့အခုကြီးကိုလာဖို့ဝယ်ကမ်းဖြစ်တဲ့ကြိုးဆိုတယ်ဒါပေမဲ့ ကူညီတဲ့အခါမှာဒီအရက်ဘက်အဖွဲ့အစည်းပုံစံမျိုးနဲ့လာမယ်ဆိုရင်ကျွန်တော်တို့ကဝက်ကမ်းဖြစ်ရတယ်နိုင်ငံအနေနဲ့ကြတော့ကုလသမဂ္ဂနဲ့တကစကားပြောရမသိစရာဇာတ်လမ်းတွေရှိတယ်အဲ့တော့ကုလသမဂ္ဂကိုလည်းနည်းနည်းလေးဟိုဘာဖြစ်မလို့ကျွန်တော်မြင်တယ်ဗျအဲ့တော့ထိုင်ဝမ်အကူအညီကတော့တနည်းတစ်ပုံနဲ့တော့ရောက်လာပါလိမ့်မယ်တိုးတော့ခုနဒီကိစ္စလေးညှိနေကြတာပါလူရထနာတို့လိုမျိုးအာဟိုဟာထိုင်ဝမ်ကိုကူညီတာကိုမြန်မာအစိုးရပိတ်ပင်နေကန့်တတ်တယ်ဘာညာဆိုအဲ့ဒါမဟုတ်ပါဘူးကျွန်တော်သိတော့လုံးဝမဟုတ်ဘူးကျွန်တော်သိချာဆုံးသမ်းပြပါပြီမြန်မာအစိုးရကပိတ်ပင်ကန့်တတ်ခြင်းလုံးဝမရှိပါနိုင်ငံတကာလုံးထုံးလို့စီးနီးစီးကန်းတွေရဲ့အညီ ဖြစ်အောင်လို့သာပြန်ပြီးတော့ပုံစံလေးပါပါလေးပြန်ပြီးတော့ဟိုညှိနှိုင်းနေတဲ့သဘောလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုကဂျပန်ဂျပန်ရဲ့အကူအညီနဲ့ပတ်သက်ရင်လည်းဂျပန်မကြိုင်အကူအညီရောက်တော့မလို့သိရပါတယ်ဂျပန်ကျတော့သူကနိုင်ငံတွေနဲ့လာကူညီနေတာမဟုတ်ဘဲနဲ့သူကရပ်ဖက်ဖွဲ့စည်းပုံနဲ့လာကူညီနေတာသူကတော့ပြောင်းပြန်ကျွန်တော်တို့ချိန်မှာဖြစ်နေတဲ့ပြဿနာဂျပန်ကနိုင်ငံအနေနဲ့အမြင့်တက်ပြီးတော့ဂျပန်နိုင်ငံကနေပြီးတော့ဟိုကအစိုးရအောင်ဖြစ်တာဆိုပေမဲ့သူကဂျပန်ရပ်ဖက်ဖွဲ့စည်းပုံနဲ့ကူညီခြင်းတဲ့သဘောမျိုးတော့ ဂျပန်ပြတ်တာနေသလားလို့တော့ထင်ရတယ်အဲ့တော့ဂျပန်ကူညီလာလိမ့်မယ်ကျွန်တော်နားလည်ဂျပန်ကူညီလာပါလိမ့်မယ်အဲ့တော့ဂျပန်ရောထိုင်ဝမ်ကူညီနှမျိုးစုံရပါလိမ့်မယ်ထိုင်ဝမ်ကူညီကတော့ခုနအန်ဒလီညှိနှိုင်းရမယ့်ကိစ္စလေးရှိနေလို့ပါအဲ့တော့တရုတ်ကကန့်ကွက်သလားမကန့်ကွက်သလားဆိုတာကတော့တရုတ်ပဲသိမယ်သို့တော့တရုတ်အနေနဲ့လည်းဒီကိစ္စမှာတော့ထိုင်ဝမ်ကနိုင်ငံနဲ့လာကူညီတာဆိုရင်တရုတ်လည်းပဲသဘောတူနေပေါ့ဗျာဒါပေမဲ့သို့တော့ဒါကျွန်တော်တို့မြန်မာတကူလည်းဆုံးဖြတ်မယ်ဒီကမဟုတ်ဘူးဒါကုလသမဂ္ဂကပါဝင်သွားတဲ့ကိစ္စဖြစ်လာတယ်ဒါဒါကအဖြစ်နေတဲ့ဒီလူမှုကေဆင်းတကယ်ဟိုငလင်လိုမျိုးအခက်အခဲချက်တဲ့ကြီးအပေါ်ကနေပြီးတော့ သူကတချို့ကိစ္စလေးတွေကပပလေးကစားတဲ့နိုင်ငံကစားပုံလေးတွေလည်းဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသတိကြီးထားအောင်ပေါ့သို့တော့ကျွန်တော်နိုင်ငံလေးတွေကအကုန်အကူညီလို့တယ်ဘယ်နိုင်ငံအကူအညီမှုဆိုလိုအပ်နေတဲ့အတွက်အကူအညီကတော့ယူရမှာပဲသို့တော့ယူတဲ့ပုံစံမှသာလျှင်ကျွန်တော်တို့ကတစ်ခါတလေကြရင်ဟိုနှောင်ကျိုးတွေပါသလားနှောင်ကျိုးမပါဘူးလားဆိုတာချိန်ဆနေရတဲ့သဘောနဲ့တချို့အားလေးတွေစဉ်းစားဖြစ်နေတဲ့သဘောလို့ ျွန်တော်တွက်ချက်မိပါကျွန်တော်ခံမဲ့ဒါကျွန်တော် personal point of view ပါအစိုးရနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်စုံစမ်းရရှိထားတဲ့စုံစမ်းပြီးတော့လေကျွန်တော်ပြပြတာပါအဲ့တော့ထိုင်ဝမ်ကူညီသည်ကျွန်တော်တို့မြန်မာအစိုးရကလုံးဝပြိပိန်ကန့်သက်ထားတာမရှိပါညှိနှိုင်းစရာလေးရှိလို့ညှိနှိုင်းနေရတဲ့သဘောလိုပဲကျွန်တော်တို့နားလည်ထားပါတယ်ဒါလေးပါပဲเนาะ